နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာမီဒီယာများရဲ့တီးတဲ့မင်းမြတ်မှုများကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ပြန်လည်ဖြေကြားမှုအပြည့်စုံမှောင်းကျွန်တော်နိုင်ငံအပြားအခုနေထိုင်အကြည့်လို့ဆိုရင်တကယ်စုံချက်မှရှိတယ်။အဲ့တော့မြန်မာနိုင်ငံကတော့အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။အဲ့တော့ကျွန်တော်နိုင်ငံမအောင်ချင်းကြည့်ပြီးတော့စီးပွားရေးလုပ်မှမလို့ပဲဖြစ်ဖြစ်မြန်မာနိုင်ငံကိုဖျက်ပြီးတော့တောင်းမှာပဲဖြစ်ဖြစ် ဒီကုနာတို့ကြီးမားတဲ့ဈေးကြီးခုလို့ကုလို့စက်ဆန်နိုင်ခွင့်ရမယ်ဆိုတာအဲသိနေပါတယ်ကျွန်တော်တို့ကတကယ်လို့တတော်လို့ဖို့ပြည့်တော်ဆိုအခြေရောက်နေပါပြီကျွန်တော်တို့အနေနဲ့တန်းသားလေးပေါ်ပါလေဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်ကျွန်တော်ဆွေးနွေးထားပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲမောက်ကြိုက်ပြီးကြံခဲ့တဲ့တန်းတန်းနေပြီးတော့အားလုံးကိုကျွန်တော်ပူဇော်ပြီးပြဆောင်ပေးတယ်။အခုတော့ကျွန်တော်အဲ့နေကကျွန်တော်လုပ်ပေးပါမယ်။ကျွန်တော်နိုင်ငံကဟိုကာဒီဆိုဒီမူဗီစနစ်ကိုကြွားမှာဒီမတ်ချက်ပေါ့။အဲ့လို့ကကျွန်တော်တို့က လွတ်လာရပြီလို့89ခုနှစ်နဲ့မြတ်တာကြော်ကြရပြီကျွန်တော်တို့မှာပြိပကပြိပခပေါင်းများပါတာကြုံတွေ့ကြရတယ်ဒါကြတော့ကျွန်တော်တို့မှာရှိတဲ့လူသားအပါဝင်အာဂရအရင်းမြစ်တွေများပါရှိတယ်ဒါတွေတုံးချမယ်ဆိုလို့ရှိရင်ကျွန်တော်တိုက်ပြီးကမိုးထွက်ကူးပြတဲ့တိုက်ပြီးတစ်ခုဖြစ်ရတယ်ဒီလိုပဲကျွန်တော်တို့ကပူပေါင်းဆောင်ရမှုလာလာရှာတဲ့ခါမှာရရှာနိုင်ငံဟာကျွန်တော်တို့ပြူပေါင်းဆောင်ရမှုလာလာရှိတဲ့နိုင်ငံတစ်ခုဖြစ်ကျွန်တော်ကျွန်တော် မြင်တာပေါ့ဒီ drug check နေနေလည်းတော့မပါပါဘူးနိုင်ငံတွေတော့သာရှိပါဥပမာလည်းပဲအဲအိမ်မှာဆုံးဆောင်ပေးနိုင်မဲ့နိုင်ငံတွေ drug check နိုင်ငံဖြစ်တယ်ဆိုတာကျွန်တော်ပြေပါတာတော့ drug check နိုင်ငံကိုကျွန်တော်ဒီ promotion နဲ့အသာချင်းဖြစ်ပါတယ်တော်ကနိုင်ငံကြီးကဆုံးဖြတ်ပြီးသားဖြစ်ပါတယ်နိုင်ငံကြီးကပါတီတို့ PDU ပေါင်းဆိုတဲ့ပါတီတို့ mobilization စနစ်ကိုကာဖို့တဲ့ကျွန်တော်တို့ကဆုံးဖြတ်ပြီးသားဖြစ်တယ်အဲဒါကိုကျွန်တော်ကအကောင့်တွေဖွင့်နေပို့တဲ့တစ်ခါကဒီဘက်ဖူးဝန်ဆောင်မှုတွေကျွန်တော်လုပ်ရမှာပေါ့။တစ်ခါလည်း TV ညင်းညမ်းရေးကိုရောင်းနေတယ်။တော်တော်လုပ်ရမှာပါ။ ။ဒါကြောင့်ရာဇသမားကြီးကလည်းဟာတာမြန်မာနိုင်ငံအတွက်ပတ်သက်ပြီးသူကရစားရဲ့ပူကြီးမဲလူကပြောတယ်။အခုဒီပဲအဲဒီလောက်နိုင်ငံတမလိုက်မစ္စလူကေရှင်းပြောလဲကျွန်တော်မြန်မာနိုင်ငံအတွက်အဆအဆလာကိုကူတော့ဆောင်ပြီးမလို့ပူကြီးပြီးမလို့ပြောတယ်။ဒါတွေကကျွန်တော်တို့ကျွန်တော်တို့ကခွန်အားတွေဖြစ်သလိုတိုင်းပြည်တွေလည်းအားကိုကျွန်တော်ရမှာပါ။ကျွန်တော်တို့နိုင်ငံအပြတခုနေထားကြည့်လို့ဆိုရင်တကယ်စုံချက်မှရှိတယ်။အဲ့ဒါအရှေ့တောင်အာရှနိုင်ငံမှာအနောက်ဘက်အကြံအစည်အာဆီယံနိုင်ငံတွေမှာအနောက်ဘက်အကြံအစည်နိုင်ငံဖြစ်တ ကျွန်တော်ရဲ့နောက်ဘက်မှာလူရေတမောင်းတစ်တပနာ၄ဘီလီယံကျော်လောက်ရှိတယ်အိန္ဒိယနိုင်ငံရှိတယ်လူရေတမောင်းပြား၆ဆယ်ကျော်ရှိတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်ကျွန်တော်ရဲ့အရှိတောင်ဘက်မှာလူရေတမောင်း၁၄၀၀လောက်ရှိတယ်ပြည်နိုင်ငံရှိတယ်ဒီဒီတုံးဒီပြားတုံးမှုပေါင်းလိုက်ကကျွန်တော်၆ဘီလီယံနေပါတော့ကျွန်တော်လူရေရှိတယ်ကအဲတော့ဒီတောင်းမဲ့ပြားစုံရကြည့်မယ်ရှိနေကျွန်တော်ရဲ့တောင်းမဲ့စနစ်နဲ့အိန္ဒိယတုံးမှုတွေအရောက်သွားမယ်အဲမြောက်ဘက်ကိုခံပြရမယ်ဆိုရင်ရုရှားနိုင်ငံပြည်နိုင်ငံဖြတ်ပြီးတော့ရုရှားနိုင်ငံရောက်သွားမယ် နောက်ပြည်တော်ဘက်ကအိန္ဒိယနိုင်ငံရောက်သွားမယ်။ရှေ့တောင်ဘက်တောင်ဘက်ဆိုအိုက်ဆန်နိုင်ငံနဲ့ပူးရောက်သွားမယ်။အဲ့တော့မြန်မာနိုင်ငံကတော့အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။အဲ့တော့ကျွန်တော်တို့ကမောင်ချီကြည့်ပြီးတော့စီးပွားရေးလုပ်ငန်းမလုပ်ပဲဖြစ်ဖြစ်မြန်မာနိုင်ငံကိုဖြတ်ပြီးတော့သွားမယ်ပဲဖြစ်ဖြစ်ဒီကုဏပြည်နဲ့ကြီးမားတဲ့ဈေးကွက်တစ်ခုလုံးကိုကုလသက်ဆံနိုင်ငံရမယ်ဆိုတာအဲသိနိုင်ပါတယ်။ကျွန်တော်တို့ကတကယ်လို့တော်တော်လုပ်ဖို့အပြစ်တော်ကြီးအခြေရောက်နေပါပြီ။ အီယူလို့လည်းကျွန်တော်ပြောချင်တာတော့သူဖြစ်ချင်တာမပြောပါနဲ့တာဖြစ်ပြန်တာတွေဖြစ်နေတာပဲပြောဖို့ကောင်းတယ်လူကတော့ဖြစ်ချင်တာတော့လူနဲ့ဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်တာလည်းဖြစ်နေမယ်အဲ့တော့ဖြစ်တဲ့တာဖြစ်နေတာပဲကျွန်တော်ပြောတာကောင်းတယ်ကျွန်တော်ပြောတယ်ကျွန်တော်ဟိုလာဒီမိုစီတစ်ချက်ဒီမိုစီရှင်ရေးပြတယ်တိုင်းကနေပတ်သက်တဲ့အခွင့်အရေးပြတယ်အဲကဘာမှကြီးလိုက်တာဘယ်မှာကြီးလဲအကုန်လုံးကအဖျက်တာတဲ့အခွင့်အရေးပဲပြောရတယ်တစ်ဖက်ကခွင့်ဘယ်တော့မှပတ်ပြီးလို့မရဘူးအာ ဒါတိုင်းသားတွေဘက်ကတော့စဉ်းစားဖို့ပြင့်နေဆိုတော့ကျွန်တော်ပြောလို့ရတယ်။ကျွန်တော်အနေနဲ့တိုင်းသားတွေပေါ်ပါလေဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်။ကျွန်တော်ဆွေးပြထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်နောက်ကြပြီးကြံခဲ့တဲ့တိုင်းသားနေပြည်တော်အားလုံးကိုကျွန်တော်ဦးစားပေးပြီးဆောင်ဖို့အခုတော့ကျွန်တော်တိုင်းသားကြော်လုပ်ပေးပါမယ်။ကျွန်တော်တိုင်းသားတွေရင်မတနာနာတွေမလို့တော့စိုက်ပွေးနဲ့မိုးမိုးတို့ဟုတ်လို့မှတော့မလို့ဘူးလား။ဒါအနာဂတ်တွေကတိတ်တနဲ့နီးပညာကျွန်တော်မလို့ဘူးလား။အဲ့တော့သူတို့ကစိုက်ပွေးမိုးမိုးလုပ်မှအခြေခံနဲ့စက်ပွေးလုပ်ကတည်းကအများကြီးကောင်းတယ်။ ပြင်းနဲ့နီးပညာမလေးအများကြီးကောင်းတယ်ကျွန်တော်ကအဲ့ဒါအနည်းတစ်ခုအနည်းတစ်ခုအားလုံးကိုသူပေါင်းစပ်ပြင်းနေတဲ့အနေတိုင်းရှိတယ်အဲ့ဒါကျွန်တော်တို့ရဲ့ကျွန်တော်တို့အတွက်လိုအပ်ချက်ပဲဒါကြောင့်ကျွန်တော်ကျွန်တော်ပြောရပါတယ်ဒီဟာသူမဆောင်မှဆိုလို့ရှိရင်ကျွန်တော်တိုက်ပြီးတော့အချင်းနဲ့မိုးဆက်ရှိမယ်လို့ကျွန်တော်ပြောပြောနိုင်ပါတယ်